ဟယ်လိုအားလုံးဝမင်္ဂလာပါဒီနေ့တော့အရန်ဆောက်လို့ကောင်းပြီးတော့ TikTok မှာလည်းအသားရူကျော်အသားရူကျော်နဲ့ခေတ်စားနေတဲ့အသားရူကျော်နီးဗီဒီယိုလေးကိုလာမြောက်ပေးရပါသူ့ရဲ့ပြင်ကုန်လေးရဆိုရင်ကျွတ်ကျွတ်လေးဦးမှာအတွင်းသားအီအီလေးနဲ့အနံ့လေးရတဲ့အရန်မွေးပါတယ်အသားရူကျော်ကိုဒီတိုင်းလေးစားရင်လည်းစိတ်စိတ်လေးနဲ့စားလို့ကောင်းသလိုမျိုးငြုပ်စီချင်လေးနဲ့တို့စားမယ်ဆိုရင်လည်းအရန်ကိုလိုက်ဖတ်ပါရယ်အရန်လဲလွယ်ကူပြီးတော့စားလို့လည်းကောင်းတဲ့အသားရူကျော်နေဗီဒီယိုလေးကိုတည်ချင်နေဆိုရင်တော့ဒီရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်ရှင်။ အသားရုပ်ကိုတော့သူကဝယ်လာတဲ့အတိုင်းတစ်ထုပ်လုံးသုံးလိုက်ပါတယ်။မြများလေးစားခြင်းလို့ပေါ့နော်။အသားရုပ်တသေးလေးနဲ့ကြော်လည်ရရဲသူကတော့အခုလိုမျိုးအ aya ပါရစားရအောင်လို့အလုံးကြီးကိုပဲသုံးထားပါတယ်။အသားရုပ်တွေကိုရေနဲ့တခြားလေးနူးသွားအောင်လို့10မိနစ်လောက်စိမ်းထားပေးလိုက်ပါမယ်။အလုံးတသေးလေးတွေဆိုရင်တော့ဒီလောက်အကြာကြီးစိမ်းမေးစရာမလိုဘူးပေါ့နော်။ ဒီရသားတို့အကြီးကိုသုံးမဲ့ဆိုရင်တော့အတွင်းသားတဲ့ဒီနူးသွားအောင်စိမ်မိရပါမယ်။စိမ်မိတဲ့အသားတွေကိုတော့ပြောင်းဆင်သွားအောင်လို့ရေတစ်ထပ်လောက်စေချောထားပေးလိုက်ပါမယ်။စေးပြီးတဲ့အသားတွေကိုတော့ရေပြောင်းဆင်သွားတဲ့အထိကိုသူကညှစ်ထုတ်ထားပေးလိုက်ပါမယ်။ဒီနီလန်းလေးရဆိုရင်အရင်လက်ဆောက်လို့ကောင်းသလိုအကုန်ကြလည်းတတတယ်ပေါ့နော်။ကဲဆူအသားတွေကောင်းလုံးကိုညှစ်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဇလုံးတစ်လုံးနဲ့ကိုကြောက်နှလုံးဖောက်ထည့်ပါမယ်။ အသားရုပ်များရင်တော့ကြက်ဥပိုထည့်ပေးရပါမယ်။အရသာမုံလေးထည့်မယ်။ငရုတ်ကောင်းလေးများများလေးထည့်လိုက်ပါမယ်။အနံ့လေးမွေးပြီးတော့ကြက်ဥညင်နှံလေးလည်းပြအောင်လို့ပါ။ပြီးရင်တော့အရသာအတွက်စားလေးထည့်ပါမယ်။ပောင်ပစ္စည်းရေကုန်လုံးကိုတေချာလေးကျဉ်းညက်သွားတဲ့အထိကိုခလောက်ထားပေးလိုက်ပါမယ်။ကျောက်ရီအားလုံးကြည်သွားပြီဆိုရင်တော့အကျော်မုံကိုဟင်းခတ်စွန်ကြီးနဲ့နှစုံမမလောက်ထည့်ပါမယ်။အကျော်မုံကတော့ကြိုက်နေတတ်တဲ့ဒစိကိုတုံးလို့ရပါတယ်။ကဲဆုလို့အကျော်မုံအနေနဲ့ကျောက်ရီအားလုံးတေချာလေးချောညက်သွားအောင်မှုပြီးပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးအနှစ်လေးရလာပါပြီ။ ဒီမောင်းနဲ့တဲကိုရင်းညစ်ထားတဲ့အသားအရွေအကောင်လုံးထည့်ပြီးတော့မှအသားအရွေအတွင်းထဲဒီအရတာဝင်သွားအောင်လို့စုလို့ကဖိဖိပြီးတော့နေပြရပါမယ်။အသားအရွေကိုနည်းနည်းပြီးချင်းစုလို့ကမကြော့ဘဲနဲ့10မိနစ်လောက်နှက်ထားပါမယ်။ဒါမှအရတာတွေကအသားအရွေ ready ဝင်ပြီးတော့မှစားလို့ကောင်းမှာပေါ့နော်။ကျေစုကတော့အားလုံးနေပြီးတဲ့အခါ10မိနစ်လောက်နှက်ထားပါရဲ့။ 7မိနစ်ပြည့်ပြီဆိုရင်တော့မီးရအလေလက်လောင်းနဲ့စီထည့်ပြီးတော့မှတေချာလေးကြော်ပြီးလိုက်ပါမယ်ကြော်တာကတော့လွယ်လွယ်လေးပေါ့နော်အသားရူရဲ့မျက်နှာပြင်လေးတွေတင်းလာပြီးတော့မှအယောင်လေးပြောင်းလာပြီဆိုလို့ရှိရင်တော့ရပါပြီသူတို့တစ်ဖက်ကကြက်တဲ့အသားရူလေးတွေကိုတစ်ဖက်ကိုလှမ်းပေးပြီးတော့စိတ်ရှိရှိလေးနဲ့ကြော်ရပြီးလိုက်ပါမယ်ကဲဆူတို့ကြော်နေနဲ့မှာအသားရုပ်လေးတွေကတပြေးပြေးချင်းအယောင်လေးပြောင်းလာပြီပေါ့နော်ရွှေဝါယောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့ရပါပြီ ကျက်သွားတဲ့အသားဓာတ်တွေကိုတော့ဆဲထုတ်ပြီးတော့မှစကားထဲမှာစီးဆစ်ထားပေးလိုက်ပါမယ်။ဒီနီလန်းလေးကရမ်းလောက်ရလွယ်ကူပြီးတော့အကုန်ကြလဲတက်တာတာမလို့အိမ်မှာလောက်စားကြည့်ပါနော်။အများကြီးလဲစားရပါတယ်။လွတ်နေတဲ့နေရာလေးမှာလည်းထပ်ဖြည့်ပြီးတော့ကြော်ထားပေးလိုက်ပါတယ်။အခုလိုမျိုးပဲဟင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုဆွေရ Channel ကနေပြီးတော့ Subscribe တင်မင်းရဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဆွေရ Channel လေးကို Subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်။ဗီဒီယိုအသစ်လေးတွေအတွက်လည်းဘီနာခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နိုင်ဘူးနော်။ ကဲဆုရဲ့အရန်ဆောက်လုပ်ကောင်းနဲ့တအားတို့ကြော်နေဗီဒီယိုလေးကတော့ပြီးသွားပါပြီ။အတွင်းသားအီအီအပြင်သားကျွတ်ကျွတ်လေးနဲ့အနံ့လေးကလည်းအရန်မွေးပြီးတော့စိတ်စိတ်လေးနဲ့ဆောက်လုပ်ကောင်းပါတယ်။ဒီအသားတို့ကြော်လေးကိုကြိုင်းနေတတ်တဲ့ငရုတ်စီလေးနဲ့တွဲပြီးတော့ဆောက်လို့ရပါတယ်။သူ့ရဲ့အပြင်ကွန်လေးကဆိုရင်ကျွတ်ကျွတ်လေးနဲ့အနံ့လေးကအရန်မွေးပြီးတော့ငဖယ်အနံ့လေးနဲ့ပေါ့နော်တော်တော်လေးဆောက်လုပ်ကောင်းပါတယ်။ ကဲဒါဆိုရင်တော့ဆီးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆီးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတယ်တဟုတ်တယောက်ရှင်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်လေးလည်းစလိုက်တင်ပေးဖို့ရှိတာမလို့ဆက်လက်ဆောင်ကြည့်ပြီးတော့အားပေးပါအောင်ရှင်ကျေးဇူးပါ